မိတ်ဆွေများခင်ဗျာကျေးဇူးတင်စကားနဲ့ဟိုသကဝူတမ်းမြစီကျွန်တော်မနေ့တုန်းကကျွန်တော်လက်ရှိမြေပြင်ခြေနေရရေးပေါ်လွှမ်းနေတဲ့ဒီဂျမ်ပါစနစ်တစ်ခုမြန်ဆုံးတိဆောက်ဖို့ဘာနဲ့သိကျွန်တော်လွှမ်းနေတယ်ဘတ်တယောက်တစ်ထောင်စီစုပြီးတော့နော်အယောက်နှစ်ရာရေးပေါ်ကျွန်တော်ကူညီပါလို့ကျွန်တော် post တင်လိုက်တာအာဒီနှစ်ဒီ2နှစ်3နှစ်တော့တက်မှာပဲအဲရေမန်းချက်ညီပါတီကိုလောက်ရှိသွားပြီဖြစ်ပါတယ် ဲ့တော့နိုင်ငံနေရာအနှံ့ကရောထိုင်းနိုင်ငံရာရောစင်ကာပူတို့နောက်ဆိုကနေဒါအမေရိကန်အဲနောက်တော့ဆွီဒင်ကပါပေါ့နော်အားလုံးပါဝင်ကူညီကြတဲ့တူဦးချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်မြေပြင်ကကျွန်တော်တို့တွေကိုပြစ်မထားကြဘူးအရေးကြုံလာရင်သွေးဆုံတယ်အရေးကြီးရင်သွေးနီးတယ်နော်ဝိုင်းကူကြတယ်တယောက်တစ်ထောင်တယောက်တစ်ထောင်တော့ဘတ်တောင်ဘတ်ထောင်စီပေါ့ကူညီကြတာဘတ်နှစ်သိန်းကအပြည့်လူနေပါဖြစ်ဖြစ်နေပါပြီပေါ့နော်အဲအဲ့ဒါလေးကျေးဇူးတင်စကားပြောရင်းနဲ့လူလိန်နေအကြောင်းပေါ့နော်လူလိန်အကြောင်းပေါ့ ပြောချင်လို့ပါအခုကျွန်တော်လည်း post တင်လိုက်ကောကျွန်တော်နာမည်အတူတူနဲ့ account ဖွင့်ထားတဲ့ကောင်တွေကအမဘူနေမျိုးတို့နေမျိုးစင်စသဖြင့်နာမည် account နဲ့ဖွင့်နေကောင်တွေကတခါလေကျွန်တော် post ကို share ပြီးတော့ယူပြီးတော့တင်ပြီးတော့ like down တော့တာပဲ messenger တွေမှာပတ်ပြီးတော့အဲ့ဒီမှာဘသူက account စစ်လဲ account တူလဲဆိုတော့စနစ်ကြမွေခွင့်နိုင်တယ်တချို့က account တူရှိမှာတော့ပေးမိတာတွေရှိပါတယ်ဗျအပိမိရရှိပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းပဲအကောက်တုနဲ့လာလိန်တာကိုကျွန်တော်ကိုယ်တိုင်လည်းမနေ့တော့ခံလိုက်ရလေးကိုပြောချင်လို့ပါပြောချင်လို့ပါအဲ့တော့ ျွန်တော်လူပေးကူညီပေးတဲ့မိတ်ဆွေတွေကျေးဇူးတင်ရင်းနဲ့အကောင့်တူတွေရဲ့အန္တရာယ်ကူးဆက်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ခံလိုက်ရတာလေးကိုပြောပြချင်ပါတယ်။ပထမဆုံးအောင်ဦးဆိုတဲ့အကောင့်ပေါ့နော်။ကောင်လေးရဲ့ထိုင်းမှနေတာပါ။ပုံတင်ထားတော့အသက်20ကျော်လောက်အရွယ်ပုံပါပဲ။သူ့ပုံစစ်လဲဟုတ်ချင်ပါမှာပေါ့။သူကကျွန်တော်ရှိဆက်သွယ်လာရက်။ဆက်သွယ်လာပြီးတော့ဘတ်တောင်းပို့လိုက်ပို့လိုက်တယ်တဲ့။ကျွန်တော်ကကျွန်တော်မိတ်ထိုင်းမှမိတ်ဆွေတယောက်ရှိတော့သူ့မိတ်ဆွေတယောက်ရဲ့ bank account ကျွန်တော်ကခဏယူသုံးတော့ပေါ့နော်။ကျွန်တော်ရဲ့ဒီကိစ္စတွေကိုထိုင်း bank account နဲ့ပဲသူက ဲငွေလက်ခံပေးတယ်ကျွန်တော်ဝယ်တဲ့တချို့ solar battery တွေ battery တွေသူရှင်းသူအကောင့်နဲ့ခြေပေးတယ်ပေါ့အဲ့ဒါကျွန်တော် time bank အကောင့်ကိုသူကပို့လိုက်တော့သူကငွေလွှဲပြီးပြီဆိုပြီးတော့ကျွန်တော်ဘတ်တောင်းလွှဲပြီးပြီဆိုတဲ့ဟာကို screenshot လေးလာပို့တယ်ပေါ့လာပို့ပြီးလိုက်ပြီးတော့သူကဘာပြောလဲဆိုတော့ဒီဟာတဲ့အခုလူမဟုတ်ဘူးတဲ့ကျွန်တော်ကတဲ့ဗမော် PDF တက်အရေးကြီးလုံနေလို့ပါတဲ့ဒီဒီငွေပေါ့နော်သူတိုက်ပွဲရမ်းဖြစ်နေတယ်ဟုတ်တယ်ကျွန်တော်လည်းသိတယ်ဗမော်ဖက်တိုက်ပွဲတွေဖြစ်နေတယ် အဗီဒီယက်အတွက်အရေးတကြီးလို့လို့ပါတဲ့သူ့ရဲ့ SDB နွေဥပန်လေးကိုပြောင်းထည့်ပေးပါအကိုအကောင့်နဲ့ထည့်ပေးလိုက်ပါတဲ့ဒီဘတ်တသောင်းဝင်တဲ့ဆိုတော့ကျွန်တော်ကလည်းအဲ့ဒီမှာတခြားကိစ္စတွေလည်းအရန်ရှုပ်နေတယ်။ဩ PDF အတွက်အတွက်ကိုဆိုတော့လေကျွန်တော်ကူညီရပါဘူးကြည့်လိုက်တော့ဆက်လက်ကြည့်လိုက်တော့လေဟုတ်သူပို့ထားတာလေဒါမှ QR code ကိုကျွန်တော် scan မဖတ်မဖတ်မဖတ်ကြည့်မိလိုက်ဘူးကျွန်တော် message ရှိတော့ lambda confirm မမေးလိုက်မိဘူး time by ဘန်ပိုက်ပိုင်ရှင်းမမေးလိုက်မိဘူးကြည့်လိုက်တော့လေဟုတ်ဩအစ်စ်ပဲပေါ့သူဘတ်တသောင်းပို့ထားတယ်ကောနော် အဲ့နဲ့ကျွန်တော်ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော် SDB တွေကနေပြီးတော့ကျွန်တော်ကအဲ့ဒီဗမော် PDF ကိုသူပေးတာ link ကိုပေါ့နော်တော်မှုဝင်မေးဖို့မေးတယ်မေးဖို့ပေါ့အေးဒါမဲ့သူကပို့လာတယ်ဗမော် PDF ရဲ့နူးပန်ကောက် SDB အကောင့်ဆိုပြီးတော့ပုံမှန် hero တဲ့အကောင့်နာမည် hero တဲ့အဲ့ဒီနူးပန်ကိုထည့်ပေးပါအကိုတဲ့သူတို့အရင်အရေးကြီးလို့နေလို့ပါတဲ့ကျွန်တော်မှနူးပန်နဲ့ဝင်မရှိလို့ထိုင်းပန်နဲ့ပဲဆိုပြီးတော့အေးအောင်ဦးဆိုတဲ့ကောင်လေးကပြောလာတယ်ကျွန်တော်ကအဲ့ဒါနဲ့အဲ့ဒီ hero ဆိုတဲ့ ຫນွေဥບັນແລ້ວກໍຈົນບັນກອງນີ້ດາຍມາປູ້ຈິນບູເພາະສະນັ້ນຈົນວ່າຄວ້ຍຊ້າລົມບໍ່ຍາດດີບູລີດີຫນွေບໍມໍ PDF ອະກອງອະສິດຫົ່ມຫົ່ມບໍ່ຕິບູບໍນໍບໍ່ຕິຈາໂຄລ້ານໄມ້ດາແລ້ວອຈານບໍ່ປ່ຽນດີບູສະນັ້ນကျွန်တော်ဘန်ကောက်ကမိတ်ဆွေတယောက်ကိုလမ်းအကူညီတောင်းလိုက်တယ်။အမရေအမရဲ့ຫນွေဥပန်တစ်ချက်တော့ကျွန်တော်အကူသုံးပေးလို့ရမလား။ဒီဗမော PDF ဆိုတဲ့ဒီအကောင့်ကိုဘတ်တသောဟိုနော်အာချင်းပို့ပေးပါသူတို့တက်ွက်အရေးကြီးနေလို့ပြောလို့ပါ တော့ဟိုကလည်းโอเคရတယ်ဆိုတော့ကျွန်တော်ကျွန်တော်နွေဦးဘန်နေရနေပြီးတော့ရှိတဲ့ပတ်စံကိုပေါ့အဲ့ဒီဘန်ကောက်အရင်ပို့တယ်ဘန်ကောက်ကအမအမကနေပြီးတော့တခါအဲ့ဒီဘမော် PDF ဆိုတဲ့ hero ဆိုတဲ့အကောင့်ကိုချက်ချင်းပို့လိုက်တယ်ကျွန်တော်ဘက်ကတော့လိပ်ပြလုံလုံဖြစ်ချင်တယ်ပေါ့နော်ကိုရှီကိုရောက်လာတယ်မှားပြီးရောက်လာတယ်ပတ်တသောမနေ့ပို့ချင်တဲ့ဘမော် PDF သူကအကြောင်းကြားလာတယ်ကျွန်တော်အချိန်မဆိုင်ဘူးတော်လိုင်းရဲ့အရေးကြီးနေဆိုကျွန်တော်ချက်ချင်းကိုရှီတဲ့ဟာနဲ့ဟိုကျူလွှဲပေးလိုက်တာပေါ့ထိုင်းဘန်နဲ့ဝင်ဝင်ကျွန်တော်မစစ်လိုက်နိုင်မစစ်လိုက်နိုင်ထိုင်းကမိတ်ဆွေတွေမမေးလိုက်မိဘူးတော်လိုင်းကိုအရန်တံမိုးထားတော့ ဒီဟာကိုအသုံးချယူလူလင်ကကျွန်တော်လာဘတ်တော့ဗောနော်ဘတ်တော့ဘာဖြစ်လဲဆိုတော့ကံကောင်းတာကမျိုးပံတောင်းရှိသူတွေကငွေကြေးလွှဲပြောင်းမှုစီးဆင်းမှုတွေကိုတိတိချာချာသူတို့စနစ်တကျထိန်းချုပ်စောင့်ကြည့်နေကြတယ်ဒီပါတယ်အဲ့ဒီအကောက်ပိုင်ရှင်ရဲ့ဖွင့်လာတဲ့အချိန်လှုပ်ရှားမှုပုံစံကိုသူတို့စောင့်ကြည့်နေကြတယ်နဲ့ဒီပါတယ်ဆိုတော့ချက်ချင်းဆိုသလိုပဲကျွန်တော်ကအဲ့ဒီ hero ဆိုတဲ့ string development band ကိုလွှဲလဲလွှဲပြီးရော နောက်နိုင်ပိုင်းရဲ့အကြံမှာကျွန်တော်ရှီကိုမက်ဆေ့ရောက်လာတယ်နှွေးပိုင်းတောင်ရှိသူတယောက်ကကိုနေမျိုးစင်းနဲ့ကျွန်တော်အလားအဟောကကျွန်တော်လွှဲတာဘန်ကောက်ကမိတ်ဆွေရှီကိုဒီငွေအတိအကျကျပ်ငွေနဲ့ပေါ့နော်ကျွန်တော်ကဘန်ထိုင်းဘတ်နဲ့မဟုတ်ဘတ်တသောင်းနဲ့ညီမြတဲ့ကျပ်ငွေကျွန်တော်လွှဲလိုက်တာကျပ်ငွေနဲ့လွှဲတော့ဒီငွေဒီကျပ်ငွေတွေ12သိန်းနဲ့3900ဘလောက်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 တော့ကိုနေမျိုးစင်အဲဒီအကောင့်ကိုဟိုဘာကြောက်လွှဲတာလဲတဲ့ဒီအကောင့်ကတန်တရားရှိတဲ့အကောင့်ဖြစ်နေလို့ပါတဲ့ ဘလို့ငွေတာဝန်နဲ့သူလွှဲတာလေတဲ့ကျွန်တော်ချက်ချင်းမေးလာတယ်အောင်မဟုတ်ကျွန်တော်ဒီလိုလိုပဲကျွန်တော်ကိုဗမော် PDF ကိုလွှဲပေးပါဆိုပြီးတော့ထိုင်းပန်နဲ့လွှဲတယ်ဆိုပြီးချက်လိုက်ပို့လာတယ်ကျွန်တော်လည်းစလစ်မကြည့်မိလိုက်ဘူးပေါ့ငွေငွေငွေထက်တယ်လည်းရှုပ်နေသေးတဲ့ချိန်ဆိုတော့ကျွန်တော် PDF အတွက်အရေးကြီးတယ်ဆိုကျွန်တော်ချက်ချင်းကျွန်တော်ရှိတဲ့ပန်နဲ့ site ပို့ပေးလိုက်တာဘန်ကောက်ကတရားကိုအကူအညီတောင်းပို့တယ်ဖြစ်စဉ်အမှန်ကျွန်တော်ရှင်းပြလိုက်တယ်အဲသူတို့ကချက်ချင်းသဘောပေါက်သွားတယ်အဲ့ဒါဆိုရင်လည်းလိန်ခံဝင်ထင်တယ် ထိုင်းပန်ကိုဒီပတ်တတော်ဝင်ဝင်တစ်ချက်စစ်ကြည့်ပါဦးဆိုကျွန်တော်ထိုင်းမိတ်ဆွေကိုလမ်းဆက်တယ်ကြည့်တော့မေးကြည့်တော့မဝင်လာဘူးစလစ်ကအတူကြီးဖိုတိုရှော့နဲ့လုတ်ပြီးတော့ပတ်တတော်ကျွန်တော်ရှိပို့တယ်ဆိုတဲ့ပုံနဲ့စလစ်တူပို့လာပြီးတော့ကျွန်တော်ဒူဘန်နဲ့တတော်သူကလိန်ပြီးတော့ထုတ်ခိုင်းတာအဲ့ဒါနဲ့ဒီအကောင့်ကတန်တဲ့ရှိလို့ပါတဲ့ငွေကြေးစည်းစိမ်မှုကျွန်တော်တို့ကအမြဲတမ်းစောင့်ကြည့်ပြီးတော့လိန်ညာနေတာလားတကယ်လုတ်လုတ်လားဆိုတာစစ်စစ်နေမှုလို့ပါတဲ့အဲ့ဒါနဲ့လိန်နေဆိုတာပေါ်သွား မပူပါနဲ့တဲ့ဒီငွေကိုသူတို့ဒီငွေဥပန်တာဝန်ရှိသူတွေကအခုပဲ hold လုပ်ထားလိုက်ပါတယ်တဲ့သူတို့ကချက်ချင်းငွေအဲ့လူကဘာလူလင်ကဘာလဲဆိုတော့ချက်ချင်းသူရှိရောက်တာ ਨੇ ချက်ချင်း RM ကသခင် time back ကိုအပြင်မှာငွေထုတ်ကိုအားချင်းကြိုးစားတာလေသူကအခုပဲရောက်တယ်အခုပဲငွေထုတ်ပဲငွေထုတ်ပါ RM ရှိတဲ့ဂျီဂျီနဲ့ပတ်သက်တောင်းလို့သူတို့မသင်ငါလို့ဘယ်ကလာလဲဘယ်ကလာထောက်ကြည့်လိုက်ကျွန်တော်ရှိရလာတယ်ဘာကြောင့်ကျွန်တော်ပို့လိုက်တာလဲဆိုပြန်စစ်တော့လိမ်မန်းပေါ်သွားပေါ်သွားတဲ့အငွေဟိုးထားပြီးတော့ကျွန်တော်အခု ဲ့ဒီထိုင်းဘတ်တပေါင်းတော့ကျွန်တော်ပြန်မရဘူးပေါ့နော်ကျွန်တော်39ဘတ်တော့စုံသွားတယ်သူကကျွန်တော်ဗမာငွေလဲရတယ်ဗမာငွေနဲ့သူ့ပို့တယ်သူကထိုင်းဘတ်ပြန်လဲလဲပြီးတော့ပြန်ထုတ်တာဆိုငွေလဲလဲလုံးလုံးရ39ဘတ်တော့စုံသွားတယ်တော်သေးတယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်လဲနောင်နိုင်ရပါတယ်ကျွန်တော်ဘွားတယ်ပထမဆုံးတာလင်းလင်းခံရတဲ့ဟာပေါ့လင်းလင်းခံရတာလဲကျွန်တော်လောဘဇောကြောင့်မဟုတ်ပါဘူးဗမော PDF ဆိုတာကိုကျွန်တော်ကူချင်တဲ့ဇောနဲ့ကျွန်တော်ရှိငွေမရောက်လာပဲနဲ့ကျွန်တော်ရှိစုမဲစုနဲ့ကျွန်တော်လှမ်းပို့ပေးမိလိုက်တာပါဒါပေမဲ့ရှိစုမဲစုကိုမဆုံးရှုံးသွားပဲနဲ့ထိမ့်သိမ့်ပေးတဲ့ စပရင်ဒီပလိုမန့်ဘန့်တောင်ရှိသူကိုရွှေသွေးတို့အဖွဲ့တွေအားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်တို့အခြေအနေတပြင်းညီချက်ချင်းဆောင်ရွက်ပေးပြီးတော့ချက်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 နဲ့တို့တို့ဒါကျွန်တော်ရှိအကူငွေလည်းပြန်ရောက်လာပါတယ်အဲ့တော့ကျွန်တော်လိန်လေသွားတဲ့အောင်ဦးဆိုတဲ့ညီလေးပေါ့နော်ကို့လူမျိုးချင်းချင်းမင်းလုတ်ရက်တယ်အတန်ဖိုင်နဲ့တကွာအတန်လေးကရိုးသားသားလေးပါပဲသူပြောလာတယ်ကတကယ်ကိုအတန်ဖိုင်နဲ့ကိုပြောလာတာအခုကျွန်တော်ကူညီပါပါညာကျွန်တော်ကအော်ကို့ဘုံမှာလူမျိုးချင်းချင်း သူသူကိုယ်တိုင်ရိုးသားလှူချင်ရှားလို့ဖြစ်မှာပါလေဆိုပြီးတော့ကျွန်တော်လည်းချက်ချင်းကိုလွှဲပြောင်းပေးလိုက်တာကိုယ့်လူမျိုးချင်းချင်းမင်းလုပ်ရတယ်ကွာလို့ပဲကျွန်တော်ပြောလိုက်ချင်ပါတယ်ဗောနော်အဲ့တော့လူဥပန်တာဝန်ရှိသူကျေးဇူးတင်တယ်ဘာပြောပြောအခုဒီလူဥပန်နဲ့ပဲကျွန်တော်အခုအဲကျွန်တော်ရေးပေါ်လိုအပ်နေတဲ့ဂျမ်ပါအဲ့တကျွန်တော်မှားလိုက်ပြီးပါပြီလူဥပန်တစင်ပဲကျွန်တော်ဂျမ်ပါတက်ဆင်ပြီးမဲ့အဖွဲ့အစည်းရှိကိုမှားလိုက်ပြီးပါပြီအဲ့တော့ကျွန်တော်တို့ဂျမ်ပါဒီတလုံးနဲ့တည်းမဟုတ်ပါဘူးရှေ့ဆက်ပြီးကျွန်တော်တို့ဆက်သွားမယ်ပုံမူကြီးမားကျယ်ပြန့်တဲ့ စစ်စင်ရေးအထောက်ကူဒေါ်လာရေးအထောက်ကူစီစဉ်နေကျွန်တော်ဆက်သွားဖို့ရှိပါတယ်အခုကျွန်တော်အရေးပေါ်လိုတယ်လို့ပြောလိုက်တာနဲ့ချက်ချင်းကိုနိုင်ပိုင်းတော့တဲ့မှာပဲ3သိန်း2ဘောက်ကိုပြည့်သွားအောင်ဝိုင်းကူပေးတဲ့ဝိုင်းကူနေကြစေချို့တော့မနေ့ပြန်မလွှဲမယ်လို့ပြောတာပေါ့နော်ဝိုင်းကူနေကြစေမိတ်ဆွေတူးချင်းစီနိုင်ကိုကျွန်တော်နည်းနည်းဆိုင်ဆိုင်လေးလေးစားစားကျေးဇူးတင်ပါတယ်လို့ဒီဖိုင်ရဲ့တစ်ဆင့်နွေဦးပံကိုလည်းကျေးဇူးတင်ပါတယ်လို့နော်ရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့ဟိုရိုးရိုးဖြောင်းဖြောင်းနဲ့ရှေ့ဆက်လမ်းဖောက်သွားပါမယ်တဆွန်တွေထောက်ကူပေးကြပါ အဲကျွန်တော်ဟို မြေပြင်မှာတိတိယောက်လှုပ်လှုပ်ဖို့အစီအစဉ်တွေအများကြီးရေးဆွဲထားပါတယ်အမလို့အမေကတော့တချို့ကဖြစ်တာပေါ့အမေစစ်သားအောင်တယောက်ဖြစ်ပြီးတော့မင်းစစ်ဝင်မတိုက်ဘူးလားပါလားဆိုတာစစ်ဆိုတာတိုက်ချင်တယ်တိုက်လို့ရတာမဟုတ်ပါဘူးယုံကြည်မှုတွေရှိဖို့လိုတယ်တပ်ဖွဲ့တွေစနစ်တကျစစ်ဖွဲ့လေ့ကျင့်မှုလိုတယ်တင်းနင်းကပြောင်းမြောက်လှုပ်ရှားနိုင်မှုလိုတယ်နိုင်ငံရေးရည်ချင်းနဲ့တကွနိုင်ငံရေးကပြည့်ရလာတဲ့အရွေးတော်လိုင်းကပြည့်ရလာတဲ့အချိန်အကာလတွေကိုတိကျသတ်မှတ်ပြီးတော့မှဝင်ထမ်းရတဲ့တာဝန်တွေရှိတယ် တိုက်ချင်တယ်ဆိုတိုင်းကျွန်တော်တို့အနေနဲ့လက်လက်ကင်ပြီးတော့ဘဘဘဝင်တိုက်လို့ရတာမဟုတ်ဘူးပေါ့နော်။ဘာလို့ဆိုတော့နိုင်အောင်တိုက်ရမယ့်ပွဲ ဖြစ်တဲ့တကြောင်နိုင်မှ နိုင်ဖို့တေချာတဲ့စစ်စင်ရေးစီမံချက်တွေထဲမှာကျွန်တော်တို့ဝင်ပြီးဆောင်ရွက်မှာဖြစ်တယ်။တစ်ဖက်ကလည်းအခုစစ်တဲ့စစ်စင်ရေးပြည်သူ့ဘဝကူညီကြစေရေးအဲနောက်တစ်ခါအလဲပိုင်းဒေသတွေကတပ်ဖွဲ့တွေအတွက်လိုအပ်နေတဲ့ကွက်လက်တွေကိုတဆန်းသမျှဖြည့်ဆွမ်းရင်းနဲ့ကျွန်တော်တို့လိုလာတဲ့ပေါင်းစပ်ညီညွတ်သောမဟာမိတ်တပေါင်းစုကြီးတွေရဲ့တိုက်စစ်ဆင်နိုင်စွမ်းမှတီဖက်စစ်အကြမ်းဖက်အာဏာရှင်စစ်တပ်ကြီးအပြီးတိုင်ချိနဲ့ပြုတ်ပြက် ပြင်ဆင်ပြောင်းလဲအစားထိုးအစ်စ်တိဆောက်နိုင်တဲ့ဒီကျွန်တော်တို့ဆက်သွားမှကျွန်တော်တို့ရဲ့တာဝန်ပြီးပြတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသက်ရှင်နေတဲ့တာဝန်ဆက်ထမ်းနေပါမယ်ကူညီပေးတဲ့အားလုံးကျေးဇူးတင်ပါ